အားလုံးပဲမင်္ဂလာပါဗျ။အာကျွန်တော်ကိုရှေ့ရဗီဒီယိုတွေမှာ comment တွေမှာငါးစားကြအောင်ဘယ်လိုကစားရမလဲသင်ပေးပါဆိုတာလေးကိုကျွန်တော်ဒီနေ့ကစားပြပေးပါဘောနော်။အော်တော့ဒီငါးစားကြအောင်လို့ကိုယ့်ရင်ကိုဒူးကြအောင်လို့ကစားတာတွေရကြတော့ကစားကွက်နဲ့ကျွန်တော်တို့ကစားမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရတူတူအစားဆုံးတေချာလေးလိုက်ပြီးတော့ကြည့်ကြည့်လိုက်ပါဘောနော်။โอเค အဲ့တော့ဗျာကျွန်တော်တို့ကဒီလိုမျိုးငားစားကြအောင်လို့အာကိုးကြအောင်လို့ကျင်းတီပြောနိုင်အောင်ပြောပြီးတော့ကစားတာမျိုးကြတော့ကျွန်တော်တို့ကကစားကွက်နဲ့ကစားရတာပေါ့နော်အဲ့တော့ကစားကွက်နဲ့ဘယ်လိုကစားလဲဆိုတော့ကိုကျွန်တော်အရင်ဆုံးတစ်ခေါက်ကစားပြမယ်ပြီးရင်ကျွန်တော်ဘယ်လိုကစားရလဲဆိုတော့ကိုပြန်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အတူတူအရင်ဆုံးကစားတဲ့ပုံစံကိုအရင်ဆုံးလက်ကြည့်ကြည့်လဲပေါ့နော် ဆိုတော့ကလပန်ထိုးတယ်ကျွန်တော်တို့ဖဲဒီအပေါ်လေးအောက်လေးရှောက်ထက်လို့ရတယ်ဟုတ်ပြီနော် Okay ကျွန်တော်တို့အာဖဲကလပန်နှစ်ချက်ထိုးတယ်ဗောနော်ကလပန်နှစ်ချက်ထိုးရတစ်ချက်ထိုးရရတယ်ဖဲရည်လည်းအဲ့လိုမျိုးပေါ်ရအောင်လျှော့ထည့်ခြင်းလည်းရတယ်။ဒါတွေကကျွန်တော်တို့ကအာ ျွန်တော်တို့အကွက်ထဲမှာပဲပါတာပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲဒါလေးမသုံးမင်းနဲ့ဆိုလို့ရှင်လူတွေကတိတ်ပြီးတော့ဟိုဘယ်လိုပြောရမလဲအဲဒီကစားကွက်တိတ်ပြီးတော့မမိုက်ဘူးပေါ့နော်ဘယ်လိုဆိုဆိုချိုးမဲ့လူရှာပြီးလဲချိုးရဲ့လူကသူဟိုချိုးနေကြပုံမတိုင်းသူချိုးလိုက်မယ်ဟိုနော်ချိုးပြီးရင်ကျွန်တော်တို့ကဝေယုံပဲရှိတော့တယ်အဲ့တော့ကျွန်တော်တို့ပြမအောင်ဆုံးစာဝေကြည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာလဲကျွန်တော်ငိုင်းအထိပဲကစားပြပေးမှာပေါ့နော် 6နှလုံး5ပေါက်ပေါက်30ကျွန်တော်တို့က6ပေါက်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အဲတချို့ကကြတော့တချို့နေရာဝိုင်းနေမှာဒီလို6နှလုံးလို့7နှလုံးလို့ဆိုပြီးဒါဈာပေါ့နော်တချို့နေရာမှာကြတော့ဒီလိုအပွင့်တူမှာဈာပေါ့နော်အဲ့တော့ဒီကောင်းဆွဲမယ်6နှလုံးကအပေါ်လို့ဆွဲမယ်ဘာမှမထူးဘူးနော်ငါကတော့ကလာပဲနဲ့ဆိုတော့မဆွဲတော့ဘူးတပေါက်တမားဆွဲမယ် ဘူးပဲ၃သမားလည်းစွဲမယ်သူကယူသုံးမယ်ဆိုတော့โอเคဒီပုံစံတိုင်းနေဆိုလို့ရှိရင်ကျွန်တော်တို့က6ရှိတယ်6နဲ့ဆိုကျွန်တော်တို့ကပုံမှန်တိုင်းဆိုလို့ရှိရင်ဒါတချို့ဝိုင်း6ဆိုရင်ဒါဈား6ပေါ့เนาะ6နှလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဈား6ဒါပေမဲ့ကျွန်တော်တခြားဝိုင်းတွေမှာကြတော့အပွင့်တူမှာစားပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါယူ6ပေါ့တချို့ဝိုင်းတွေမှာကြတော့ဒါပေမဲ့ကျွန်တော်တို့က5ဈားကစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ6နဲ့မရက်ဘူးထက်ဆွဲမယ်ပေါ့เนาะကျွန်တော်ထက်ဆွဲလိုက်တယ်ဆိုလို့ရှိရင်8 3လုံးဖြစ်သွားပြီ โอเคเนาะ8 3လုံးဖြစ်သွားပြီဒါက8 3လုံးโอเคအဲ့တော့ဒီကစားကွက်လေးကိုဘယ်လိုကစားလဲဆိုတာကိုကျွန်တော်စပြီးတော့ရှင်းပြမယ်အရင်ဆုံးကိုကဖဲဝိုင်းထဲမှာကိုတိုင်ကန်နဲ့အလှည့်ကိုရောက်တော့မယ်ဆိုလို့ရှင်ကျွန်တော်တို့ဖဲကိုအရင်နေ့ကဂျူစီပါဟုတ်ပြီနော်ဖက်စီရဲ့ပုံစံပြရမယ်ကျွန်တော်ဆွဲဖဲအတွက်စီမယ်ဒါဆွဲဖဲအတွက်ဟုတ်ပြီနော်ဆွဲဖဲအတွက်ဒါကျွန်တော်၄နေဆွဲတာမလို့ပုံမှာ၃ချက်ပဲရှိရ၃ချက်အောက်မှာ၈တစ်ချက်ရှိရဟုတ်ပြီနော် ပြီးဒီဟာကိုကျွန်တော်ကဟိုးရင်နေရကျွန်တော် YouTube channel ဆက်တောင်းနေရဖဲကောက်တဲ့စီမှာကျွန်တော်တင်တင်ပေးတာဘူးသားဒီလိုမျိုးကောက်စီကိုကျွန်တော်တင်ပေးတာဘူးသားပေါ့နော်အဲ့ဒီကောက်စီကိုဟိုလွယ်တယ်ဆိုပြီးကြော်ခဲ့တဲ့လူကတော့သဘောပေါက်မှာမဟုတ်ဘူးအစတည်းကလိလာလာတဲ့လူဆိုရင်တော့ဒီအောင်သဘောပေါက်လိုက်မယ်တော်တော်များများကတော့အဲ့ဒီ video file မှာဝင်ဆဲကြတယ်ပေါ့နော်ဒါပေမဲ့အာဘယ်သူပဲပြောပါပဲဆက်ဆက်ကိုကတော့ဂရုစိုက်ကြမလို့ပေါ့နော်ကိုလှုပ်ရှင်တဲ့ဟာကိုပဲကို view site ပြီးလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာသူတို့ဆဲလဲဆဲတာပဲပေါ့နော်အဲ့တော့ ဒီမှာကတော့တို့အစဲအများဆုံးကောက်တဲ့စီတဲ့နေကိုကျွန်တော်တို့ကသုံးလိုက်တာပေါ့နော်ဒီပေါ်မှာကျွန်တော်အခုဖဲကိုကောက်ပြီးတော့ပြန်တင်လိုက်တယ်ပြန်ဝင်ရင်လည်းကျွန်တော်ဒီတိုင်းပဲပြန်ကြမှာဟုတ်ပြီနော်အဲ့တော့ဒီတိုင်းတင်လာတယ်တင်လာပြီဆိုရင်ကျွန်တော်ကလပန်ထိုးတဲ့အခါမှာ for shuffle ကိုသုံးပါတယ် for shuffle ရဲ့ကလပန်ထိုးတဲ့နေကိုလည်းကျွန်တော်တင်လာပြီးသားပါကျွန်တော်ဒီ video file ရဲ့အောက်မှာလည်းအဲ့ဒီ for shuffle ကလပန်ထိုးတဲ့နေကိုကျွန်တော် link ချိတ်ပေးလိုက်ပါမယ်အဲ့ဒီမှာတက်ဆက်တဲ့တွက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ for shuffle နဲ့ကျွန်တော်ကလပန်ထိုးလိုက်တယ်ဟောကလပန်မထိုးခင်မှာကျွန်တော်ဖဲရင်ပြမယ်ပေါ့နော်အောက်မှာချက်ဖဲ ီပေါ်တော့မှာ6ဖဲရှိရနော်ချက်ဖဲ6ဖဲရှိအဲ့တော့11ထိုးတဲ့နေရာမှာကျွန်တော်တို့က for shift ဖဲကိုတုံးလိုက်တယ် for shift ဖဲ11ထိုးတဲ့နေရာကိုကျွန်တော်တင်ပေးထားပါတယ်အဲ့ဒီမှာဖြည်းဖြည်းချင်းတွက်လေ့လာကြည့်ပါအဲ့တော့ကျွန်တော်တို့က for shift ဖဲနဲ့11ထိုးလိုက်ပါတယ်ဘဏ္ဍခောက်ဖဲ11ထိုးထိုးအောက်မှာကချက်ဖဲအပေါ်ဆုံးမှာက6ဖဲဘာမှပြောင်းလဲသွားခြင်းမရှိပါဘူးဟုတ်ပြီအဲ့တော့ကျွန်တော်ကလပန်ထိုးပြီးတော့ဖဲထက်လိုက်တယ်ဖဲထက်လိုက်တဲ့အကွက်ကလည်းပဲကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တင်လာပေးပြီးသားပါ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဖဲအပေါ်အောက်ထပ်လိုက်တယ်ပြင်ကြည့်ကြည့်ပါအောက်မှာချက်ဖဲအပေါ်မှာ6ဖဲဘာမှပြောင်းလဲသွားခြင်းမရှိပါဘူးဒါကဖဲစီရတာပဲပြောမယ်ဆိုရင်ဒီကစားကွက်ကမတိတဲ့လူတယောက်ကြည့်မယ်ဆိုလို့ရှိရင်အရန်ကိုအံ့ဖို့ကောင်းပြီးတော့မြင့်လက်ဆန်တဲ့ပြောက်ွက်လိုဖြစ်နေမှာပဲဒါပေမဲ့တိတဲ့လူအတွက်ကြည့်မယ်ဆိုရင်တော့ဒါကရည်စရာဟာတကြီးတသက်ဖြစ်နေမှာပါအဲ့တော့ဖဲချိုးဖို့အတွက်ကတော့ကျွန်တော်ဘလို့ချိုးသွားလဲဆိုလို့ရှိရင်ဒီအောက်ကဖဲကကျွန်တော်အရင်ကတင်ထားတင်ထားပေးဖို့လေ break marking မှာ ုံးတဲ့ဖဲပါဒါကတော့ချိုးသားကိုလုံနေဆိုလို့ရှိရင်ဒီ brain marking ကိုတုံးရပါတယ်ကျွန်တော်ဖဲကိုဒီလိုမျိုးထက်လိုက်တယ်ထက်လိုက်ပြီးတဲ့အခါကျလို့ရှိရင်ချိုးမဲ့နေရာကိုကျွန်တော်တို့က brain marking ပေးထားပါတယ် brain marking ပေးထားပြီးရင်အဲ့ဒီနေရာလေးကနေပဲဖဲကို copy ပြီးတော့ချိုးလိုက်တာပါအဲ့နေရာနေပြီး copy ချိုးလိုက်တဲ့အတွက်ကြောင့်မလို့ဒီ jack ကနေပဲဖြစ်တဲ့အတွက်ဒီပုံမှာကိုကဖဲစီထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဝေလိုက်တဲ့အခါကျရင်ကိုအိမ်ကိုအာငါးစားဖြစ်သွားတာပေါ့နော်ဒါကတော့ကျွန်တော် marking ပေးရတဲ့ဖဲတော့ပေါ့နော်အာအခြားဖဲတော့တွေနဲ့ အရင်တော့ရှိရကစားတဲ့အရာကြောင့်အခြားဖဲထုတ်တဲ့ကစားတာပေါ့နော်။အဲ marketing ပေးတဲ့ဖဲထုတ်တဲ့ကစားတဲ့ခါကျရင်ကျွန်တော်တို့ကအဲ့လိုမျိုးကစားတာပေါ့။အဲတကယ်လို့ချိုးစားကကုလူမဟုတ်ဘူးအခြားလူဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဖဲပြန်လေးတဲ့ကွက်နဲ့သုံးမယ်ပေါ့နော်။ဥပမာကျွန်တော်တို့ကအောက်ဖဲကချက်ဖဲချိုးတဲ့ကောင်ကချိုးလိုက်တယ်။ချိုးပြီးတော့ထပ်ပြလိုက်တယ်။ကိစ္စမရှိဘူး။ကျွန်တော်တို့ကသူချိုးပြီးထပ်ပြလိုက်တဲ့ဖဲကိုကျွန်တော်တို့ကပြန်ကောက်ပြီးတော့ပြန်လေးရမယ်။ဟုတ်ပြီနော်။ဖဲပြန်လေးတဲ့ခါမှာကျွန်တော်တို့ကအာလက်မြင်အောင်เนาะကျွန်တော်လေ့ကျင့်တာလေလူမမြင်အောင် အောက်ကိုချက်ပဲပြန်ရောက်သွားပြီပေါ့နော်အဲ့တော့ချိုးတဲ့လူကပနေရပဲချိုးချိုးဘယ်လိုပဲထက်ထက်ချိုးသားကိုလူမဟုတ်တော့ဘူးဆိုလို့ရှိရင်ကိုချိုးစီခြင်းနဲ့နေဟာသူကချိုးမှာမဟုတ်အဲ့ဒီလူမျိုးခါကြတော့ကျွန်တော်တို့ကဖဲကိုဖဲပြန်လဲတဲ့ကွက်ကိုတုံးရမယ်ဟုတ်ပြီနော်ဖဲပြန်လဲတဲ့ကွက်တွေကလည်းလွယ်ပါတယ်လက်လင်းတိုင်အုပ်ပြီးတော့ဖဲကိုလဲလိုက်ရမယ်ဒါဆိုအောက်ကိုချက်ပဲပြန်ရောက်သွားဖဲလေးတဲ့ကွက်တွေကတော့အများကြီးရှိတယ်။အခုကြိုက်တဲ့ကိုတန်ရတန်အောင်ကွက်လေးပေါ့နော်။အဲ့လိုပေါ့။ င်းပဲအဲ့တော့ခုနချက်ဖေးကိုပြန်လဲခြင်းလည်းရတယ်ပေါ့နော်ဒီချက်ဖေးကိုပြန်လဲခြင်းလည်းဆိုတော့လက်လေးနဲ့ဒါလေးကွယ်ပြီးတော့ဖေးကိုထက်လိုက်အောင်ပေါ့အဲ့ဆိုရင်ချက်ဖေးဖြစ်သွားတယ်အဲ့တော့အခုတော့ဖေးလဲတဲ့ဒီအခုကျွန်တော်လဲတဲ့နေရာတော့ကျွန်တော်အခုဆိုတာကင်မရာပေါ်စီကနေမွေးထားတာမမြင်ရဘူးပေါ့နော်ကျွန်တော်ဒီလိုမျိုးကာပြီးတော့ဖေးကိုလက်နဲ့ဒီလိုလဲတာဖြစ်ရတဲ့အကြောင်းပေါ့ဝိုင်းထဲမှာလည်းကျွန်တော်ဖေးကိုဒီလိုမျိုးကာပြီးလဲလို့ရပါတယ် ဒါဆိုပြဝိုင်းနေမှာအလောအလောမရဘူးဆိုကျွန်တော်ဖဲကောက်နေနေလေးလို့ရပါတယ်ဥပမာကျွန်တော်တို့ကာစီနိုဝိုင်းနေမှာတုံးတဲ့ပုံစံဆိုလို့ရှိရင်ကျွန်တော်တို့ဖဲတို့ချပစ်လိုက်တယ်အဲဒီကာစီနိုဝိုင်းမှာလာကစားတဲ့လူကဖဲကိုချိုးပြီးတော့လူမျိုးပင်းမှာချပစ်လိုက်တယ်အဲ့ဒါကိုဖဲဝေတဲ့လုံကုန်းကကျွန်တော်တို့ကောက်ပြီးတော့သူဖဲကိုလူကောက်လက်တဲ့လူထဲဖဲလူစီပြီးတော့မှအောက်ချပြီးတော့ဖဲကိုလူမျိုးဖြန့်ပြီးတော့ဝေရပါတော့တရချင်းစီအဲ့လိုမျိုးဆွဲပြီးတော့အဲ့တော့အရင်တော့ကျွန်တော်အဲ့ဒီကာစီနိုဝိုင်းတယောက်ကိုကျွန်တော်တင်ပေးဘူးတယ်ပေါ့နော်။ဒီလိုဆိုသူတို့ဒီလိုဖဲကောက်လိုက်တဲ့ကောက်ကောက်ပြီးလက်ထဲထဲချိန်မှာပဲကျွန်တော်တို့ဖဲကိုလဲလိုက်တာပေါ့နော်။ လိုပုံစံမျိုးချက်ပြန်ရောက်သွားဖက်ကောက်ပြီးတော့လက်ထက်ထည့်တဲ့အချိန်မှာပဲပြန်လဲလဲအဲလက်ကတော့မြင်အောင်ကိုကလေ့ကျင့်တာပေါ့ဖက်ကောက်ပြီးရတယ်ကိုကို market ပြီးရတဲ့ဖက်ရောကိုကလုံးဝကောက်ထည့်ရတန်းခွဲနိုင်အောင်လေ့ကျင့်တာအဲ့လိုမျိုးစသဖြင့်ကိုဖက်ပင်သားမှာလေအဲအဲ့လိုမျိုးကိုပြီးရတဲ့ market ပြီးရတဲ့ဖက်ကိုကောက်ပြီးတော့ခွဲလိုက်တာ ਨੇ အဲ့ဒီနေရာဖြစ်နေတာအဲ့တော့ဖက်ကောက်ပြီးရတယ်ကျွန်တော်လက်ဝတ်တင်လိုက်တာဖက်ကိုခွဲပြီးရလက်ကယူလိုက်တဲ့အချိန်မှာပဲဖက်ကိုလဲပြီးတော့ပြန်ထည့်လိုက်တာပါအဲ့တော့ ဖဲလေးတဲ့နီးလေးကိုလည်းကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာခြေပြီးလိုက်ပါမယ်တို့ဒီမှာတော့ကျွန်တော်အနည်းပြပြလိုက်ပါဘောနော်ကျွန်တော်ဖဲလေးလိုက်တဲ့ပုံစံကလေမျိုးကာလိုက်တယ်ကာလိုက်ပြီးရင်ကျန်ရင်ဒီကြားလေးတွေကိုထည့်လိုက်တော့အဲ့တော့ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်လက်အုပ်ထားပြရမှာဘောနော်လက်အုပ်ထားပြီးတော့ဒီပုံစံမျိုးလေးပဲလဲလိုက်တယ်ဒါဆိုရင်မမြင်ရဘူးဘောနော်ပုံစံအော်တိပိသတက်ပိသဆရာကြီးကကြော်သွားပါပေါက်ကရရဝင်မမှန်ပါနဲ့ကျွန်တော်တို့တင်ပြရတဲ့ရွေချက်ကမတိသေးမတက်သေးတဲ့လူတွေကိုအလိမ်မခံအောင်အညာမခံအောင်ရွေပြီးတင်ပြတာဖြစ်ပါတယ် တော့ကစားကွက်လေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပါမယ်ဒီကစားကွက်မှာပါတာကကျွန်တော်တို့ force ပဲပါတယ်ဖဲကောက်စီရာပါမယ်ဖဲကောက်စီရာကကျွန်တော်တို့ wine ထဲမှာကြာလာတဲ့ဖဲပုံမူတည်ပြီးတော့ကျွန်တော်တို့ copy စီရာပေါ့နော်ဖဲကောက်စီရာပါမယ်ဘယ်လိုဟန်ဟန်ပြဖဲချိုးလာလေးတွေပေါ့နော်ဟန်ပြဖဲချိုးလာလေးတွေပါမယ်ကျန်တာကတော့တူတူတူမပါဘူးပေါ့နော်။ဒါလေးနဲ့ကျွန်တော်တို့ကအာဖဲပြန်လဲတဲ့ကွက်ပေါ့နော်။ချိုးတာကိုလူဆိုရင်တော့ကိုချိုးစီချိုးစီခြင်းတဲ့နေရာလေးကိုသူ့တခါလေးပြောထားတဲ့သူအဲ့နေရာလေးနဲ့ချိုးလိုက်မယ်။ ရတော့ကိုလူမဟုတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖဲပြန်လဲတဲ့အကွက်ကိုတုံးရမှာပေါ့နော်ဖဲပြန်လဲတဲ့အကွက်ကိုကျွန်တော်တို့ကလေ့ကျင့်တာပဲပေါ့နော်အဲ့လိုပုံစံမြင်အောင်တော့လေ့ကျင့်နိုင်ရပါတယ်မြင်လက်မြင်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေပါလေ့လေတာလက်မမြင်လဲရှိရင်တော့အဆင်မပြေပေါ့နော်အဲ့တော့ဖဲလေးတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ကဖဲတို့ကိုညီနေအောင်ဖဲကိုထားပါမညီလို့ရှိရင်လူမလဲတဲ့အချိန်မှာဖဲကချော်ပြီးတော့အောက်ကိုထွက်သွားပါပေါ့နော်အဲ့လိုပုံစံမျိုး ဘောနေအောက်လဲအောက်ကနေပေါ်လဲအဆင်ပြေတယ်လို့လဲလို့ရတယ်ကျွန်တော်တို့ဖဲတင်တာဘောနေအောက်လဲလဲရတယ်အဲ့တော့ခွန်ခွန်ကျွန်တော်တို့ကအခြားဖဲလဲခြင်းတဲ့ခါကျရင်လက်လေးနဲ့တိုက်အုပ်တာပြီးတော့ဖဲကိုဒါလေးဆွဲလိုက်တာဒါပေမဲ့ဒီဖဲလဲနေတဲ့ကျတော့ကိုလက်ဟတာဖြစ်တဲ့အတွက်ကြောင့်မို့မြင်တာလည်းပေါ့နော်မြင်တာရဲ့အတွက်ကြောင့်မို့မမြင်တာနဲ့နေနေလေးပါအဲ့တော့မမြင်တာနဲ့နေရလဲအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုး ဒါတွေကမြင်းလဲပြတဲ့အချိန်မှာပဲတုံးလို့ကောင်းတာဖေးဝဲမှာတုံးလို့မကောင်းဘူးဒီလိုမျိုးအောက်ကနေအပေါ်ကြောတာတို့ဒါတွေကကျတော့ဒီအောက်ကလက်ဟတဲ့အတွက်ကြောင့်မလို့ဖေးဝဲမှာတုံးလို့ဆင်ပြေဖေးဝဲမှာတုံးလို့ဆင်ပြေတာကကျွန်တော်တုံးတဲ့ဒီကွက်လေးပဲတုံးလို့ဆင်ပြေအောင်ဒီကွက်လေးကရှေ့ကကြီးကြီးဘေးကကြီးနောက်ကကြီးကြီးအပေါ်ကကြီးကြီးမမြင်ရအောင်ပေါ့နော်အာဒီအကွက်လေးတစ်ကွက်ပဲတုံးလို့တော်တော်လေးကောင်းတာပေါ့နော်အဲမဲ့ကိုဖဲဒီလိုမျိုးတင်ပြီးတော့ပြန်ချတဲ့အချိန်မှာတတိတော်ထားပါတော့ဒီလိုချတဲ့အချိန်မှာလက်ကတည်းကဟာနေတဲ့အတွက်ကြောင့်မို့ဒီဖဲက ဘဲဘက်ချန်လူကမြင်ရတယ်အခါကျရင်ကျွန်တော်ဖေလက်ကိုတို့နည်းနည်းလေးစောင်းပါဒါမှမဟုတ်တို့ယူလိုက်တဲ့အချိန်မှာပဲဖေတို့ကိုလက်သွားတဲ့အချိန်နဲ့ပဲကျွန်တော်တို့ကလဲလိုက်တာဟဲ့နော်အဲ့လိုမျိုးဆိုရင်တော့မမြင်အောင်ဒီလိုလက်ရှိတဲ့တဲမှာကာပြီးတော့လူမျိုးကာပြီးလဲမယ်ဆိုရင်တော့ဘဲဘက်ချန်လူကမြင်ရတယ်ပေါ့နော်အဲ့တော့ဖေတို့ကိုကောက်လိုက်တဲ့ကကိုကကိုမာကင်ပေးရတဲ့ဖေကိုကွက်တီဖြစ်နေရမှာပေါ့နော် ဖေဒိုကောလာတွေကကိုမာကင်ပြီးတိုင်းဖဲဖြစ်နေတယ်ကျွန်တော်တို့ဖေဒိုကိုလက်ပေါ်တင်လိုက်တယ်ခွဲလိုက်တယ်တစ်ချက်တည်းပဲပြီးတာနဲ့ကျွန်တော်လက်ရုပ်လိုက်တဲ့ချိန်မှာဒီအိုင်းဒီဘက်ရုပ်လိုက်တဲ့ချိန်မှာဖေဒိုကိုလဲလိုက်ပေါ့နော်လဲလိုက်ပြီးတော့ဒါဆိုအဆင်ပြေသွားတယ်အဲ့လိုပုံစံမျိုးလေးပါပဲထူထူထူတော့ဘာမှပါပါအောင်ငါးစားကစားတာကအဲဆိုပြောမဆိုလူလဲကြတာပေါ့ဗျာဖဲစီပြီးတော့ချိုးသားကိုလူဆိုရင်တော့ပိုကောင်းတော့ဘူးကိုဘာမှပြင်ပြန်လုပ်စရာမလိုတော့ဘူးဖဲကောက်စီနဲ့ကျွန်တော်တို့ကောက်စီလိုက်မယ်ဖော့ရှယ်ဖယ်တုံးလိုက်မယ်ပြီးရင် ဖဲချိုးဖို့အတွက်နေရာမှတ်ပေးလိုက်မယ်ချိုးတဲ့လူကကိုယ့်လူဖြစ်တဲ့အတွက်အနေအရာတွေကချိုးလိုက်မယ်ကိုကတန်းဝေးလိုက်ရုံပဲဘာမှလုပ်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့ဒီလိုကစားကွက်တွေကအပြော်တန်းဝိုင်းမှာပဲတုံးလို့ရတယ်တကယ်ဝိုင်းမှာတုံးဖို့အဆင်မပြေဘူးပေါ့နော်ဟော border တွေနဲ့အပြော်ရိုက်တဲ့ဝိုင်းမှာလောက်ဆိုရင်တော့ဒီကစားကွက်တွေကတုံးလို့အရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့တကယ်ဝိုင်းဝိုင်းတကယ်ဝိုင်းဆိုတာကအာလူဆရာကြီးတွေနဲ့တွေ့ရတယ်ပေါ့နော်ဖဲအမြဲတမ်းရိုက်နေတဲ့လူတွေနဲ့တွေ့ရတဲ့ဝိုင်းမှာဆိုရင်တော့ဒီကစားကွက်တွေကအလုပ်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ဒီအလုပ်ဖြစ်တဲ့ ဘယ်လိုခွန်ရှိကိုကြပန်ခွန်ရှိကိုကစားတဲ့အကွက်မျိုးတွေကိုတတိယချာကြီးလေ့လာပါတော့အဲ့ဒါမျိုးတွေတွေကတုံးလို့အဆင်ပြေတယ်အာဖဲဝေတာတွေပေါ့နော်ဟန်စလိုက်အဲ့ဒါမျိုးတော့ဖဲစီပြီးကစားတာတို့ဖဲမှတ်ပြီးကစားတာတို့မာကင်ပြီးကစားတာတို့ကဝိုင်းထဲမှာတုံးလို့အဆင်မပြေဘူးကြာနော်မဟုတ်ဘလောက်ပဲမာကင်ပြီးပြီးဘာဆိုတော့လက်ထဲမှာဖဲတို့နောက်ဆုံးကင်တဲ့လူကနောက်ဆုံးကင်ပြီးဝေရတဲ့လူကဆရာပဲ ဟိုထိုးသားမာကင်ဘလောက်ပဲပြေးပြေးဒိုင်ယားလက်ထက်မှာဖဲတို့ကင်ပြီးဝေးရတယ်ဒိုင်ယားဖဲကင်တာကျွမ်းကျင်တယ်ဆိုလို့ရှိရင်သူ့လက်ထက်မှာပဲဖဲတို့ကမှုတည်တာအဲ့တော့ကိုကဒီခွန်ရှိကိုကြောက်အောင် ကစားတဲ့အကွက်မျိုးကိုကျွမ်းကျင်အောင်လေးလာတာပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကစားလို့ရတယ်ပေါ့နော်အဲ့တော့ငါးစားကားကြည့်ကျင်တယ်ဆိုလို့ဒါကျွန်တော်ရှင်းပြပေးတာပါတကယ်လို့ဝိုင်းထဲမှာသုံးမယ်ဆိုရင်ဒီနီလန်ကအပြော်တန်းကစားဝိုင်းမှာတော့ပဲသုံးလို့ဆင်ပြေတာပါတကယ်ကစားဝိုင်းမှာသုံးလို့အဆင်မပြေပါဘူးအဲ့တော့ အာကိုကအပြော်နဲ့ပေါ်တာနဲ့ရိုက်ရိုက်တလောက်ပဲဆိုရင်တော့လေ့ကျင့်ထားလို့ရတာပေါ့နော်လေ့ကျင့်ပြီးတော့ဒီကစားကွက်လေးကိုတုံးလို့ရပါတယ်။ Okay ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။နောက်ရက်ကျရင်ကျွန်တော်ဒီခွန်ရှစ်ကိုကစားတဲ့ကစားကွက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာပေါ့နော်။အာနေ့တိုင်းလိုလိုကျွန်တော်ဗီဒီယိုတင်နိုင်အောင်ကြိုးစားပြီးတော့ကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်ပေးမှာပေါ့နော်။အဲ့တော့ဒီခွန်ရှစ်ကိုကြာပန်းကစားတဲ့ကွက်တွေကကြာတော့อืมသူက ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲမူတည်တာပေါ့နော်ကိုယ်တုံးကျင်တဲ့ကဏ္ဍချိုးပဲလူရဲ့လက်ငါအဲ့ဒါမျိုးမူတည်တယ်အဲ့တော့ကျွန်တော်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ကိုဘယ်လိုနေရာကချိုးစေခြင်းလဲအဲ့ဒီဟာလေးတော့ကျွန်တော်အမှတ်ငယ်ပေးပေါ့နော်အာဘလူးတို့ချိုးစေခြင်းတဲ့နေရာနေကျွန်တော်ချိုးပြီးတော့အာဘလူးပုံစံမျိုးကစားရမယ်ဆိုတော့ကျွန်တော်လိုက်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုလက်ရှိမှာတော့ကျွန်တော်ကိုယ်တိုင်ဖန်တီးတယ်ကျွန်တော်ကိုယ်တိုင် ကြာတဲ့နေရာတွေ့တဲ့နေရာနေကောက်ချိုးရပေါ့နော်ဒါပေမဲ့အခုတချို့ကကြတော့လာပြောတယ်ကျွန်တော်တို့နှစ်ချီမှာကြာဒီလောက်ကကက်ချိုးရတာကျွန်တော်ဘယ်လိုလုပ်လုပ်ကမှမသိဘူးအဲအဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်အဲ့တော့ဘလိုလိုချိုးစီခြင်းတဲ့နေရာကနေပြီးတော့ကျွန်တော်ကိုမှန်ထားခဲ့ပေးပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာအဲ့ခွန်ရှိကိုကစားကွက်နဲ့ဘလိုလိုချိုးခန်းတဲ့နေရာနေကျွန်တော်ချိုးပြီးတော့ကစားပြပေးပါမယ်အဲ့တော့အဲ့ဒီကြာလို့ရှိရင်တော့ကျွန်တော်အခြားဖက်တို့တုံးပြီးကစားတာဖြစ်ပါတယ်အခုကတော့ကျွန်တော် marketing ဖက်တို့ကိုတုံးပြီးတော့ကစားတာပါအဲ့တော့ ဖဲစီကစားတာတို့ဖဲမှတ်ကစားတာတို့ကိုကြကြိုက်တဲ့ကနောက်ကြားရမယ်လို့ကျင်းဒီကစားတာတို့ကကြတော့ဒီလို market မှတ်ထားတဲ့ဖဲတွေကိုတုံးတုံးမတုံးလို့ရှင် hand slide ကိုတုံးပါမယ် hand slide ဆိုတာတော့ဖဲခိုးဝေးတာပါဖဲခိုးဝေးတဲ့နည်းတွေကိုတုံးပါမယ်တို့လက်ရှိမှာတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ market ဖဲတွေကိုတုံးတာပါတကယ်လို့ဒီငါးစားကိုပဲ market ဖဲတွေနဲ့မဟုတ်ဘဲနဲ့လုံးဝ yoyo plastic ဖဲတွေအစ်စ်နဲ့ hand slide နဲ့ကစားကြကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်နောက်တဲ့ နောက်ထပ်ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ထပ်ပြီးတော့ကစားပြပေးပါမယ် hand slide နဲ့ဒီလိုမျိုးငါးစားကြအောင်ဘယ်လိုကစားမလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးမှာပေါ့နော်အခုဒီနေ့ကတော့ကျွန်တော်ဒီ marking ဖဲတုံးနဲ့ကစားတဲ့ပုံစံကိုကျွန်တော်ကစားပြပေးတယ်နောက်ရက်နောက်ရက်ဆိုတော့နောက်ရက်ကြီးရင်တော့ကျွန်တော်ခွန်ရှစ်ကိုကစားတဲ့ဗီဒီယိုဖိုင်တင်အောင်မယ်ပေါ့နော်အာနောက်တစ်ပတ်လောက်ကြာရင်တော့ကျွန်တော်ဒီ hand slide နဲ့ငါးစားကြအောင်ဘယ်လိုကစားမလဲဆိုတာလေးကိုကျွန်တော်တင်ပေးမှာပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျာ Thank you.